။သမာအီးရန်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့မပြောသည်တန်ဘောသည်ရွှေဖြုံသည်နှက်တင်လဲရီဖွဲနုကျုပ်တို့လိုအပ်တဲ့အပစ္စည်းတွေအားလုံးအစုထားမယ်။တင်ဘောသည်ငပြောသည်ရွှေဖြုံသည်နှက်တွေအားလုံးပပလိမယ်။ဘာလို့လဲဆိုရင်တို့လုံးဝရင်မစရာအခွန်လည်းမခေါ်ရဘူး။အခွန်နဲ့ကနေလေအမှုစီကဘလို့လူကျင်လို့ဖြစ်တယ်။အလေးရင်အားဖြင့်ငပြောတိရတပိတာ၊တင်မတိရတပိတာ၊ရွှေပြုံတိရတပိတာ။ကျုပ်ကငါးလုံး၊ဖွင့်နုကနှုတ်စုနှစ်ခု၊တင်လေရ 3လီတာတော့အစနစ်ပြင်ထားမယ်ဒါပြီးအားလုံးကိုဘူးတဲ့နဘူးထဲမှာထည့်မယ်အသီးတွေအားလုံးကိုထည့်ပြီးရင်ကျုပ်ငါးလုံးကိုထည့်မယ်ကျုပ်ကိုအခွန်မှာတစ်ခါလေးထည့်မယ်အခွန်မှာကယ်ဆီယမ်ဓာတ်တွေပါတဲ့အတွက်ကြောင့်အခွန်မှာတစ်ခါလေးရှည်ပြီးထည့်ရပေါ့အားလုံးကိုနှံ့အောင်မှုပြီးလို့ရှိရင် အခုကလေလုံးပလတ်စတစ်နဲ့ပိတ်ထားမယ်အရေးရပြီးတော့အေးမြတ်လျှောက်ပြတဲ့နေရာမှာထားမယ်နေရာကြီးလုံးဝမထည့်တဲ့နေရာဆိုပိုကောင်းတယ်ဟုတ်ဆက်လို့ရနေရာနဲ့ဆက်ပြီးနှစ်ပတ်ကြာတဲ့ခါကျတော့ရှင်ဆန်စေးရေဆက်ကအုံဆုံးရေးစေးတဲ့ဆန်စေးရေ1လီတာကိုဘူးရို့ထည့်မယ်ပေါ့ဆက်ပြီးလို့ရှင်နောက်ဟိုဆန်စေးတွေကိုတစ်ပတ်ကိုတစ်ခါ1လီတာ1လီတာကြီး3ခါထည့်မယ်ပေါ့အားလုံး10လီတာအထိထည့်ပြီးလို့ရှင်စုစုပေါင်းရေ45ရေလောက်ဖြစ်သွားလို့ရှင်အဲသုံးလို့ရတဲ့အဲဖမအီးရန် ရပြီပေါ့တိစုံရှင်ဖောက်ရီလို့လည်းခေါ်တော့ပဲအဲရပြီဖမ်းမအီးရန်ကိုဘယ်နေရာမှာတွန်းလို့ရလဲဆိုရင်အပင်တွေကိုရွက်ဖြန်းအနေနဲ့လည်းတွန်းလို့ရတယ်အပင်တွေကိုရွက်ဖြန်းအနေနဲ့တွန်းမယ်ဆိုရင်အပင်တွေမှာရောဂါတွေကိုခံနိုင်မယ်ခံနိုင်ရှိတာတယ်နေရောင်ခြည်နဲ့အစာရှုံးမှုအားကိုလည်းပုံမကောင်းလာစေတယ်ပြည်ရီတွေကိုဖျန်းရင်းနဲ့မြေကြီးပေါ်ကိုရောက်တယ်ဆိုရင်အပင်တွေကဆွန့်ပစ်ပစ္စည်းတွေမဆွန့်မြင့်သေးတဲ့အကျဉ်းအကျဉ်းတွေကငြင်းငြင်းဆွန့်မြင့်ပြီးတော့အပင်အတွက်အာဟာရကိုပြန်ရရှိရပါတယ်